ဒီနေ့တော့ပိတ်ရလေးမို့လို့စပင်းလေးနဲ့ဈေးတော့ပါမယ်ရှင်။ဖြစ်ချစ်တရားကိုလက်ဆောင်ပေးဖို့ရောအိမ်မှာစားဖို့ရောမဖြစ်ဘူးလားပါရှင်။ကျတော့ပြမယ်ရှင်လို့လည်းစနစ်လုပ်ထားပါတယ်။နွေနွေမို့ကြတားမှုနဲ့စားလေးကိုလည်းစနစ်လုပ်ထားပါမယ်ရှင်။ပြီးရင်တော့ကျတော့ပြမယ်ရှင်လေးကိုအရင်ခွာပေးထားပါမယ်နော်။ အဖေကိုတော့လက်ဆောင်လေးပေးမှာမို့လို့စီပြန်ဟင်းလေးမချက်တော့ခင်းနဲ့အဖြူလေးလေးပဲကြော်ဖို့စဉ်းစားထားပါပါရှင်။ပြီးရင်တော့ကြက်တော်ဖြူနေခြင်းလေးကိုညက်နေအောင်ထောင်းပါမယ်ရှင်။ခုနပြင်ဆင်ထားတဲ့အရာသားလေးကိုဖယ်လေးကိုထည့်ပါမယ်ရှင်။ပြီးရင်တော့ကြက်တံဖြူနေခြင်းကိုအရေးလေးပဲညှစ်ပြီးတော့အရေးလေးပဲယူပါမယ်ရှင်။ပြီးရင်တော့နာနာနေပေးဖို့လိုပါတယ်เนาะပေါက်ပေါက်ပြီးတော့နေပေးပါမယ်။ ဖယ်လေးလုံးဝစီးပြီးတော့လုံးဝတဲ့အထိနေပြရပါမယ်ရှင်။အဲဒီလိုဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ငဖယ်လုံးလေးစလုံးပါမယ်ရှင်။ပြန်တော့ဒေဝလေးတွေကိုစီလေးထည့်ပြီးတော့ပူပေးထားပါမယ်ရှင်။ ရောင်လေးလက်လာပါအောင်မမင်းလေးနည်းနည်းထပ်ထည့်ပါမယ်နော်ပြီးရင်တော့ငုံထားတဲ့ငဖေးလေးကိုထည့်ပြီးကြပါမယ်ရှင်ငဖေးလေးရဲလာတဲ့အထိကြော်ပြပါမယ်ရှင်ဒါလေးကတော့ရတာမျိုးပေါ့ပါရင်းလာပြီဆိုရင်တော့ဥပ္ပဝါချလို့ရပါပြီရှင် ဖဖလေးရပါတော့နော်မင်းဆော့ဆော့လေးဟိုဈေးတယ်ချစ်နေတော့ပေါ့ဝယ်လာတာမဟုတ်ဘူးလေဒီလက်ဆက်ဆက်နေတဲ့အရင်းဆောင်ကောင်းပါလို့ရှိတယ်ဒီအများကြီးဝယ်လာတာမဟုတ်လို့နောက်တူအကြုံပါဦးမယ်နော်ကဲရှင်ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်ပါပဲရှင်အဆုံးဖြတ်ကျေးဇူးပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်